မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဖြီးဖိုးဆန်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်က15ဦးခန့်သေဆုံးပြီးတော့တနက်ရှစ်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့မှာကော့ကရိတ်မြို့နယ်ဖြီးဖိုးဆန်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကဖြီးဖိုးဆန်ကျေးရွာနဲ့ကွေမောင်တိုင်ကျေးရွာကြားမှာရှိတဲ့ ကျမောက်ချမ်းမဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းမစစ်တပ်ဘက်က15ဦးခန့်သေဆုံးပြီးတော့လက်နက်၈လက်သိရှိရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲဟာဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းအထိကိုဖြစ်ပွားနေဆဲဖြစ်တယ်လို့ပြောပါတယ်။ဒီဘိုးဆန်ကြီးပါနဲ့ကွီမောင်တိုင်ကြီးပါကြားကကျမောက်ချမ်းမမင်းကလည်းဖြစ်တယ်။ဒီနေ့လည်းတမနာလုံးဖြစ်နေတာ။တနက်၈လက်ရတယ်လို့ပြောတယ်။စစ်ခွေးတွေကတနက်တည်းကြံခဲ့တာပေါ့။ရန်သူတွေသေးတာတော်တော်များတယ်။ ဒေတာစစ်ခွေး15កောင်လောက်ရှိတယ်ဒဏ်ရာရတာတွေလည်းများတယ်လို့ဒေတာတွဲစီရေးတရင်အမေကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဂလိုထူးဖြူဟာစဲကြောင်းတမဟာ3တမဟာ9နဲ့တမဟာ9တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ထိပိတ်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလာဘိုင်းကစတင်ပြီးတော့အချမ်းမစစ်တပ်ကကော့ဂရိတ်မြို့နယ်အတွင်းကိုအင်အားအလုံးရင်းနဲ့ဖိုးစစ်ဆင်တိုက်ခိုက်နေတော့လေစစ်မှုနဲ့တပ်သားတွေများကိုရှေ့ဆုံးကထားပြီးအသေးကတိုက်ခိုက်နေတဲ့အတွက်ကြောင့်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားပြီးတော့ အချင်းချင်းပြန်လဲဆုတ်ပြန်နေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းသားချောင်းဦးမြို့နယ်အမြင့်ရဲစခန်းကနေထွက်လာတဲ့ရဲများကိုပြစ်ခတ်တတ်ခတ်ရနှစ်ဦးစလုံးတေဆုံးသွားပြီးတော့တနက်တက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ၄ရက်နေ့မွန်လယ်9:25မိနစ်ခန့်မှာချောင်းမြို့နယ်မှာရှိတဲ့အမြင့်ရဲစခန်းကနေထွက်လာတဲ့ရဲနှစ်ဦးကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ပကဖရဲ့တပ်ခတ်ရေးလက်ယုံတပ်ဖွဲ့ကရဲဘော်၈ဦးကအမြင့်မျိုးဟောင်းရဲစခန်းအနီးချင်းမင်းမြေစိတ်ကန်းတစ်ခုမှာအသိဆောင်ကြိုပြီးတော့ အလင်းငိုက်ဝင်းရောက်တက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုအတွင်းမှာနေထင်းနိုင်ထက်စော်နဲ့ရဲတပ်သားဘိုးစော်အောင်တို့ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲကြီးစံထိမှန်ကနေရာမှာတင်ပွဲချင်းပြီးသိမ်းဆုံးသွားတယ်လို့သိရပါတယ်။သိမ်းဆုံးသွားတဲ့ရဲနှကောင်လုံးစီကနေပြီးတော့ဂျီသူရီတနက်တလာဂျီပေါက်တခုဂျီဆက်နဲ့တောင်းနဲ့လက်ကင်ဖုန်နှလုံးတို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအမြင့်ရဲစခန်းကချင်းမင်းမြေကန်ဘေးမှာရှိတာပေါ့။သူတို့ထောက်ထားတာကချောင်းဦးကလည်းထောက်ထားတယ် ကံကြီးကပြူစောတိခွေအထိုင်ချတဲ့စခန်းကနေတဲ့ထောက်ထားတယ်။ကင်မောတော်ပေါ့ခွေထိုင်ချတဲ့စခန်းမှာတော်တော်ကြီးတယ်။အဲ့ဒီပြူရွာကထောက်ထားတာရှိတယ်။သူကထောက်ထားတဲ့အတွက်ကျွန်တော်တို့စီရေးလှရှတဲ့အခါမှာအနေငယ်တော့အခက်အခဲရှိပါတယ်။ကျွန်တော်တို့အမြင့်ရဲစခန်းကိုရေချောင်းနဲ့နမခခနေပြီးတော့စစ်ကူပို့တယ်။အဲ့ဒီကိုချက်ချင်းရောက်လာတဲ့အတွက်ရဲဘော်တွေရဲ့ထိခိုက်ဒဏ်ရာရမှာကိုစိုးရင်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့အပြတ်မလုံနိုင်ခဲ့ပါဘူးကျွန်တော်တို့စခန်းသိမ်းဖြူဟာမလုံနိုင်ခဲ့ဘူးအခုကပျောက်ကြားနေဖြူဟာအရာအမက်ချွေစစ်စင်ရေးပုံစံမျိုးနဲ့တွားတဲ့အနေထားပါလို့မုံရခိုင်တိတုကာကွယ်အဖွဲ့ပကပတာဝန်ခံကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရခိုင်ပကပတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လန်ရဲ့ရပေါ်များအထိကိမရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်အချက်ပါစစ်တပ်ကအမြင့်ရဲစခန်းကဒေါ်လကောင်ချောင်းဦးမျိုးဘော်ကဒေါ်လကောင်စစ်ကြောင်းပြန်လဲထိုးလာမှာကိုချုပ်တင်တွတ်ဆပြီးတော့မုံရခိုင်ချောင်းဦးမျိုးနယ်အတွင်းက အန်ယူဂျီအစိုးရစုံမုံထိန်ချုပ်နယ်မြေများအတွင်းမှာရှိတဲ့ကြီးရွာများကိုမုံရွာခိုင်ပကပတိုက်ခိုက်ရေးလက်ယုံတပ်ဖွဲ့နဲ့စစ်ရင်မိဖက်အဖွဲ့အစည်းများစုပေါင်းအားနဲ့မိုင်းငွေများကိုကပ်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားက ပေးဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုဖြစ်တယ်လို့စွန့်ပြစ်ပြီးတော့မြုံနံထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဗ ెంబ ာလ6ရက်နေ့မနက်ပိုင်းကကော့ကရိတ်မြို့နယ်မြောက်ပိုင်းထီပိုးဆန်ကြီးပါနယ်ကွေးမောင်တိုင်ကြီးပါတို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမိဖာလဲလမ်းစုံဘက်ကိုတက်လာတဲ့အကြမ်းစစ်ခွေးများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာမနေ့ကမနက်ခင်းတပိုင်းလုံးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့အကြမ်းစစ်ခွေးတွေအထိနာခဲ့တယ်လို့သိရပါတယ်။နိုဗ ెంబ ာလ6ရက်နေ့ကထီပိုးဆန်နဲ့ကွေးမောင်တိုင်မှာ ထိတ်တိုက်တိုက်ပွဲတွေဖြစ်တယ်မိဖာလဲလမ်းစုံကိုတက်လာတဲ့စစ်ခွေးတွေလဲအစုလိုက်အပြုံလိုက်အထိနာတာအချိန်ကြီးမနေတော့ဘူးအခုလဲတမနာလုံးကိုပြစ်နေတာအခုအချိန်ထိကိုပြစ်နေတော့မှာပဲရိုဗန်မာလာတည့်ရက်နေ့ကတေတာကစစ်ခွေး၈កောင်မဟုတ်ဘူး၁၆កောင်တေတာအရောင်းကသူများအိမ်တွေရှားမှာဖြစ်တယ်လို့မြေမြုပ်ခဲ့လို့ပုတ်လဲပုတ်ရောခွေးတွေကစွဲဖော်ပြီးတော့စားနေတာအရာရှိတွေကိုလည်းအဲ့လိုပဲမြုပ်ခဲ့တယ်အဲ့ဒါမှတကယ်ခွေးတွေမြုပ်တယ်လို့ပဲသူ့လူသူတော်မှတန်ဖိုးမထားနိုင်တော့ဘူးလောလောဆယ်ပုံမရသေးဘူးအရာရှိတွေတဲ့အလောင်းတွေ ပုတ်ပြီးတော့ခွေးတွေစားကုန်တာလို့ KNL စီးရေးသတင်းရင်းတွေကပြောပြထားပါတယ်။နိုဝင်ဘာလတရနေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိအကြမ်းမဲ့စစ်တပ်ကအရာရှိနှောင်းအပါအဝင်စစ်ခွေးကောင်30ထက်မနည်းတိတ်ဆုံးပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုတောင်ကလေးတပ်နဲ့စေုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာတိတ်ဆုံးသွားတဲ့စစ်ခွေးမသားအလောင်းတွေကိုလည်းပြည်သူတွေရဲ့နေထိုင်ရာအိမ်ဂျိုအိမ်ကြားတွေထဲမှာဖြစ်တယ်လို့မြေမြုပ်ပစ်ခဲ့တဲ့အတော့ ခွေးများကပေါ်စားနေခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကနိုဝင်ဘာလ6ရက်နေ့ညနေပိုင်းမှာဖန်မြို့အခြေစားတမ22ကစစ်ခွေးတွေဟာဖန်မြို့နယ်ကြိုင်းကြီးဝါမှာတပ်ဆွဲထားတဲ့ DKBA ဗိုလ်ပြီးအဖွဲ့များပူးပေါင်းအင်အား100ကျော်ဟာ ဂျုံတုံးမြို့ကိုရောက်ရှိလာပြီးတော့အဲ့ဒီကနေမှတဆင်ကော့ဂရိတ်မြို့နယ်ထီဘိုးဆန်ကြီးရွာဘက်ကိုဆက်လက်ပို့ဆောင်ထားတယ်လို့သိရပါတယ်။ဖန်အန်တပ်မ22ကစစ်သားတပ်တွေကြာရင်ပေါ်တော်မူဘက်က DKB ဗိုလ်ပြီးအဖွဲ့တွေအင်အားတရာကျော်ညနေပိုင်းမှာဂျုံတုံးဘက်ကိုရောက်လာတဲ့ကော့ဂရိတ်ကိုစက်ပုံမယ်လို့သိရတယ်။နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းစစ်တပ်ဘက်ကအရာရှိ၂ယောက်အပါအဝင်စစ်ခွေး30ကျော်ကြာဆုံးတဲ့25ယောက်ဒန်းစီတောင်ကလေးတပ်စေယုံကိုပို့လိုက်ရတယ်။ မင်းညကတောင်ကလေးစေးရုံကို BGF ကားတွေ၊နာရီကားတွေနဲ့မိုင်းထိတဲ့လူနာတွေကိုလာပို့သွားတယ်လို့ကရင်စစ်ရေးသတင်းရင်းတွေကပြောပါရတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မှာစစ်တပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရမှာအ धिक အားဖြင့်စစ်မှုတပ်တပ်သားတွေများကိုရှေ့ဆုံးကထားပြီးအသေးအံတိုက်ခိုက်ခံရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဒေသကြီးဖြူးမြို့နယ်မကြီးကုန်းတောင်ကြီးရွာကိုဘုံလာခဲ့တဲ့စစ်ခွေးတပ်ရဲ့ gyrocopter ဟာမနေ့ကပြတ်ကျသွားခဲ့လို့စစ်ခွေးနှကောင်တေဆုံးပြီးအပြည့်အစည်းတွေနဲ့စစ်ခွေးမသားအလောင်းတွေကိုစစ်ကောင်စီကလာတည်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ6ရက်နေ့မိုးလွဲတနအီခွဲလောက်မှာဖြူးမြို့နယ်မကြီးကုန်းတောင်ရွာကိုစစ်ကောင်စီက gyrocopter နဲ့စီးနဲ့ဘုံလာခဲ့တာဖြစ်ပြီးတော့ဒစီဟာပြတ်ကျသွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဂိတ်နဲ့နှီးတဲ့နေရာတွေမှာဆက်ချွတ်ရင်းပြတ်ကျပြီးတော့ အင်းအား30နဲ့ချက်ချင်းရောက်လာပြီးအားလုံးကိုပြန်ကောက်သွားတာအတိုနှစ်လက်အလောင်းနှလောင်းပါသွားတယ်လို့စစ်ကောင်စီတွေကသတင်းပြန်ရတယ်လို့ပြည်သူတွေရဲ့သတင်းပေးပို့မှုကြောင့်လည်းသိရတယ်လို့ဘကုတ်တိုင်းစစ်ဌာနသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါတယ်။ စစ်ခွေးတပ်ရဲ့ဂျိုင်ရိုကော်ပတာဟာမကြီးကုန်းတောင်ရွာကိုဘုံကျဲပြီးတော့အပြန်ဖြူးမြုံနယ်တကွန်းတောင်ရွာအနီးမှာပြတ်ကျခဲ့တာလို့အာလာဝကစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါလေစစ်ကောင်စီဟာဗားတိုက်ပွဲမှာလည်းမရှိဘဲနဲ့ဘုံလာကျဲတာဖြစ်ပြီးတော့အဲ့ဒီလိုဘုံဒီကျဲချတိုက်ခိုက်လို့မကြီးတောင်ရွာကအသက်55နှစ်အရွယ်အမျိုးသားတအုပ်တေဆုံးကနေအိမ်များပြက်စီးမှုရှိခဲ့တယ်လို့ဆိုပါရယ်စစ်ရဲအခြေအနေကဘာမှမရှိပါဘူးတမင်တက်တက်ကိုရည်ရွယ်ချက်ရှိရှိပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်အကြောက်တရားရိုက်သွင်းတဲ့ စစ်ခွေးတွေရဲ့အာနာရှင်စနစ်လောက်ရက်တွေလာလုံနေတာပါလက်နက်ကြီးဒရုန်းကတော့မကြမကြရွာတွေထဲကိုပစ်ထည့်နေကြလို့ဘကိုးတိုင်းစစ်ဌာနကတောင်ရှိသူကရှင်းပြထားပါတယ်ပြည်သူလူထုကိုတိုက်ခိုက်နေတဲ့စစ်ခွေးတပ်ရဲ့ဂျိုင်ရိုကော့ပတာပြတ်ကျမှုနဲ့စစ်ကောင်စီတပ်သားတွေတေဆုံးမှုဟာတူတော့အကျိုးပေးတာအာကုတော့အကျိုးပေးတာပြည်သူချိန်စာတင့်လာလို့လူမှုကွန်ရက်ပေါ်မှာအတုံးပြုတ်သူတွေကဝမ်းသာအားရမှတ်ချက်ပေးနေခဲ့ကြပြီးတော့စစ်ခွေးတွေတေတာနှစ်ယောက်ထဲမို့လို့နဲတော်နဲသေးတယ်လို့ရေးထားတာကိုတွေ့ရပါတယ် စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ခိုင်းစီယာကိုလုံနေတဲ့စစ်ခွေးတွေရဲ့လုံရက်တွေစိတ်သက်တွေကိုရုံမုံချောင်းကိုလည်းရေးသားထားတာတွေ့ရပါတယ်စစ်ကောင်စီတပ်ဟာမကြီးကုန်းတောင်ရွာကိုဂျိုင်ရိုကော်ပတာနဲ့ဘုံလာမချဲခင်စစ်ကောင်စီရဲ့မုံညို့အခြေဆိုင်ခမရ990တပ်က320မမလက်နက်ကြီးနဲ့လဲပစ်ခတ်ခဲ့တယ်လို့အသေးကန် drone ဒဇင်းနဲ့လဲပြည်သူလူထုတွေနေထိုင်ရာနေရာတွေကို ပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်လို့ဘဂိုတိုင်းစစ်ဌာနကအသိပေးထားပါတယ်။စစ်ခွဲတပ်ဟာဒေါ်လာရဲတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စိုးမိုးလှုပ်ရှားနေတဲ့ဒေသတွေကအရသာပြည်သူလူထုကိုပြစ်မှတ်ထားတဲ့လေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့လို့ပြည်သူတေဆုံးမှုတွေလည်းမကြာခဏဖြစ်ပေါ်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကျန်းဖို့ပါတီကဘိုးချုပ်ဟောင်းများကနယ်မြေဆင်းပြီးတော့မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်နေရမှာစစ်သားပြူစောထင်းနဲ့ရဲများကိုအရက်ဝတ်များအပြင်ကျန်းဖို့အင်ဂျီတွေပါဝေခိုင်းပြီးတော့လိုက်ပါလုံခြုံရေးယူခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် အော်တိုဘားလ28ရက်နေ့ကနေစတင်ကဒီဇင်ဘာလ26ရက်နေ့အထိရက်ပေါင်း60မဲဆွယ်ခွင့်ပေးထားရာကျပ်ဖို့ပါတီကဗိုလ်ချုပ်ဟောင်းများကလည်းမဲဆွယ်စည်းရုံးမှုများကိုနေမြေကွင်းဆင်းပြီးတော့စတင်နေတယ်လို့သိရပါဗျ။အခုလိုမျိုးနေမြေကွင်းဆင်းမဲဆွယ်စည်းရုံးဟာမှစစ်သားရဲနဲ့ပြူစောတီများကိုအရက်ဝက်များကျပ်ဖို့ပါတီဝင်အင်ကြီးများကိုဝေခိုင်းပြီးတော့လုံခြုံရေးအဖြစ်နဲ့ကြောက်ကြောက်ရွံ့ရွံ့နဲ့ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။လုံခြုံရေးအနေနဲ့ဗိုလ်ချုပ်ဟောင်းများရဲ့ကိုပိုင်လုံခြုံရေးအဖွဲ့ ပါတီရဲ့လုံခြုံရေးအဖွဲ့နဲ့သဆိုင်ရာနယ်မြေကစစ်သားရဲနဲ့အောက်တန်းစားပြူစောတိလုံခြုံရေးအဖွဲ့ဆိုပြီးတော့အတွေးစီအပြင်စီများတက်မှတ်ကကြောက်ဒူးတုံပြီးတော့အထူးလုံခြုံရေးပေးထားတယ်လို့သိရပါတယ်။အပြင်စီမှာတော့လက်နက်ကိုင်များကိုယူနီဖောင်းများနဲ့ချထားပြီးတော့အတွင်းစီမှာတော့ပါတီနဲ့ကိုပိုင်လုံခြုံရေးအဖွဲ့များကိုအ धिक အသုံးပြုတယ်လို့သိရပါတယ်။ဘိုးချုပ်ကြီးတွေကတော့လုံခြုံရေးစီးတွေလုံခြုံရေးအဖွဲ့တွေထားပြီးတော့နိုင်ငံကြီးကွင်းဆင်းနေပါတယ်တက်ရင်းနဲ့ဤသူစစ်တွေကတော့ရဲဝင်းနဲ့ဒါမှမဟုတ်ပါတီဝင်အင်ကြီးတွေဝင်ပြီးတော့လိုက်ခိုင်းတယ် အပြင်စီးထဲမှာ uniform တွေနဲ့လိုက်တာမျိုးမရှိဘူးလက်နက်တွေဘာတွေလဲအပြင်မှာထုတ်ကင်တာမျိုးမရှိဘူးလိုက်တာကြတော့အဖွဲ့အစုံလိုက်ကြတယ်အရက်ဝတ်နဲ့ဒါမှမဟုတ်ပါတီအင်ဂျင်နဲ့အနည်းကလုံးချုပ်ရေးလိုက်ယူပေးရတာလို့ကြက်ဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါတယ်မင်းအွန်လိုင်းရဲ့စေခန်းချက်အရာစစ်ကော်မရှင်ကစစ်ရာစီကြီးများဖြစ်ကြတယ်အွန်လင်းတွေရထွန်းဦးဝင်းကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်း ODS 66ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတေဇကျော် DSC 28 ဒူဘိုဂျုံကြီးဟောင်းတပ်ပုံ DSA 20နာဒူဘိုဂျုံကြီးဟောင်းဖုံးရံ ODS စံတီတရီဒုဗိုလ်ချုပ်ကြီးဟောင်းလင်းအောင် DSA 2010ဒုဗိုလ်ချုပ်ကြီးဟောင်းစိုးတင်လာ DSA 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့ကကျန်းဖို့ပါတီကိုယ်စားလှယ်ပြုပါဝင်ရှေ့ပြန်ရမှာဖြစ်တယ်လို့သိရပါတယ်။အချမ်းဘတ်စစ်ကော်မရှင်ကအောင်လင်းတွေးကနေပြည်တော်အမျိုးသားလွတ်တော်မဲဆန္ဒနဲ့ PR မှာ၎င်းမျိုးစောကကိုကိုကျွန်းပြည်သူ့လွတ်တော်မဲဆန္ဒနဲ့က၎င်းညာထိုးဦးကပြည်ဦးလယ်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ကနေ၎င်းရှေ့ပြန်ရမှာဖြစ်တယ်လို့သိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံက စကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင့်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်းကမုံပင်မြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါခေါင်းမြို့နယ်မဲဆန္ဒနေရီကဝေရောက်ရှင်မြိုင်မှာဖြစ်တယ်လို့သိရပါတယ်။ချက်ဖို့ပါတီဥက္ကရာခင်ကြီးကဇေယသီရိမြို့နယ်အငိမ့်သာဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကဥပဒရာသီရိမြို့နယ်မင်းကင်းမောင်မြင့်ကဇဘူသီရိမြို့နယ်မဲဆန္ဒနဲ့ အငိမ့်သာဘိုးချုပ်ကြီးမြဟိန်ကဒါရှိနာသီရိမြို့နယ်ပုပ္ပသီရိမြို့နယ်မှာဘူးလက်လာဆိုရင်ဘိုးချုပ်ဟောင်းမောင်မောင်အောင်ကတက်ကုန်းမြို့နယ်မဲဆန္ဒနယ်ဒီမှာအတိအကျရှင်ပြန်ကြမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်းဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းကမ်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ရွှေဘုံမြေကြီးနားလမ်းမှာအကြမ်းဖက်ဆက်တကခရီးသွားလူငယ်73ဦးကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။နိုဝင်ဘာလ3ရက်နေ့မှာစာလင်ကြီးမြို့နယ်ကနေမြေကြီးနားဘက်ကိုထွက်လာတဲ့ခရီးသည်တင်ကားနှစ်စီးကိုကမ်ဘလူးမြို့နယ်ရွှေဘုံမြေကြီးနားဗျူဟာလန်ဇီးကုံမလဲလမ်းဆောင်မှာစစ်တပ်ကရပ်တန့်ပြီးတော့စစ်ဆေးခဲ့တယ်လို့သိရပါဗါး။အဲဒီနောက်ခရီးသွားပြည်သူတွေစီကနေပြီးတော့အတရားဓမ္မငွေကြေးတောင်းခံရုံသာမကပဲခရီးသွားလူငယ်73ဦးကိုလည်းကားပေါ်ကနေဆွဲချတာ စစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗါးလောဘမာလာ၄ရက်နေမုံလွယ်ပိုင်းမှာစစ်တပ်ကဖမ်းဆီးထားတဲ့ခီးသွားလူငယ်၁၃ဦးကိုကဲမလူမျိုးမှရှိတယ်အကြမ်းဖက်စစ်ကောင်စီရဲ့တင်ကားတက်ရင်၆3336ကိုပို့ဆောင်လိုက်တယ်လို့သိရပါဗါးလူငယ်တွေကဘဲရွာဘဲဒေတာကလည်းဆိုတာတော့အတိအကျမသိရသေးဘူးပြည်သူတွေအနေနဲ့ဂရုစိုက်ပြီးတော့သွာလာကြဖို့လိုအပ်တယ်လို့ကမ်းမလူခရိုင်တိုင်ရင်လေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ် ကမ်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ရွှေဘုံမြေကြီးနားဗျူဟာလမ်းပေါ်ကစစ်တပ်ကခီးသွွားပြည်သူတွေစီကနေစက်ကြီးကောက်ခြင်းအမျိုးသမီးများကိုမရင်းကျခြင်းတပ်ဖြတ်ညှဉ်းပန်းခြင်းမကြာခဏပြုလုပ်နေတဲ့အတွာပြည်သူများအနေနဲ့ခီးသွွားလာရမှာဂရုတစိုက်သွာလာကြပါရန်ကမ်ဘလူခရိုင်တိုင်ရင်းလေးကအသိပေးနှိုးဆော်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ကအခုနိုဝင်ဘာလအလယ်ပိုင်းမှာစစ်မှုထမ်းအပတ်စဉ်16ကို ဖွင့်လှစ်မှာဖြစ်ပြီးတော့အဲ့ဒီစစ်မှုထမ်းအပတ်စဉ်16အတွက်ရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးများနဲ့နိုင်ငံတော်မှာရှိတဲ့ဆက်စည်ရေးဂိမ်းများမှာလူငယ်များကို အတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားလျက်ရှိကြောင်းတင်ပြရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သတိတိုင်းကောလင်းခရိုင်ဝင်းသုံမြို့နယ်အခြေဆိုင်ခမာရ120တရင်ကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သား၄ဦးကိုဖိန်းသိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထွက်ပြေးလာတဲ့သူတွေဟာအောင်ကိုဦးအောင်ဖြိုးသူဇင်းနဲ့အောင်ငင်သိန်းတို့ဖြစ်ပြီးတော့၎င်းတို့အားလုံးဟာပေါ်တာဆွဲခံရပြီးတဲ့နောက်စစ်မှုထမ်းတင်တန်းတက်ရောက်ခဲ့ရတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်ဒီ၄ယောက်ထဲမှာအောင်ဖြိုးသူကချိတ်ဆက်ပြီးတော့ဝင်လာတာပါအောင်ဖြိုးသူကိုဇင်းမင်းက 120ကနေဆိုင်ကယ်နဲ့လိုက်ပို့လာတာသူကကျွန်တော်တို့စီရောက်တော့မပြောင်းကျင်တော့တာနဲ့သူ့ကိုပါထိန်းသိမ်းထားတာကျန်းနေနှစ်ယောက်အောင်ကိုဦးနဲ့အောင်မြင့်သိန်းကထွက်ပြေးလာပြီးတဲ့နောက်ပြည်သူတွေကကျွန်တော်တို့စီကိုပို့ပေးခဲ့တာလို့ဝင်းစုံမြို့နယ်ဘက်ကဘက်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်မန္တလေးဇာတိဖြစ်တဲ့အောင်ဖြိုးသူနဲ့မော်ဘီဇာတိဖြစ်တဲ့ဇင်းမင်းတို့ဟာဝင်းစုံမြို့နယ်ဘက်ကဘက်နဲ့ချိတ်ဆက်ပြီးတဲ့နောက်အော်တိုဘားလ31ရက်နေ့မနက်7:00နာရီလောက်မှာခမရ120တိုင်ရင်ကနေထွက်ပြေးလာတဲ့အချိန် ဘဂဘတပ်ဖွဲ့ဝင်တွေကတွားရောက်ခေါ်ဆောင်လာတာဖြစ်တယ်လို့သိရပါဗါးနိုဗ ెంబ ာလ၄ရက်နေ့မှာတော့ဖောင်းမြေမျိုးဇာတိအောင်မြင့်သူနဲ့အော်တိုဘာလ29ရက်နေ့မှာမိထီလာဇာတိအောင်ကိုဦးတို့ဟာခမရ120တရင်ကနေထွက်ပြေးလာခဲ့ပြီးတဲ့နောက်ဂျေးရွာတရွာအရောက်မှာပြည်သူတွေနဲ့တွေ့ပြီးတော့ပြည်သူတွေက၎င်းတို့ကိုပကဖထံကိုပို့ဆောင်ပေးခဲ့တာလို့ အထပ်ပါတာဝန်ရှိသူကပြောပြထားပါတယ်အဲ့ဒီတဲကမှအောင်ကိုဦးဇေမင်းနဲ့အောင်မြင့်သိန်းတို့ဟာ2024ခုနှစ်အတွင်းမှာဖမ်းဆီးခံရပြီးတဲ့နောက်အပတ်စဉ်3 4နဲ့5ကိုတက်ရောက်ခဲ့ကြတဲ့သူတွေဖြစ်ကအောင်ဖြိုးသူကတော့အခုနှစ်ဇွန်လမှာဖမ်းဆီးခံရပြီးအပတ်စဉ်14ကိုတက်ရောက်ခဲ့ရတဲ့သူဖြစ်တယ်လို့ပြောပါတယ်ဖတ်ပြလာတဲ့အချိန်မှာလေးယောက်စလုံးမှာလက်နက်ခဲရနေပါမလားပဲလက်ရှိမှာတော့သူတို့ကိုကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ